ီနှစ်မှာဘယ်သူတွေနိုဘယ်ဆုရရှိသွားကြသလဲအခုဆိုရင်2025ခုနှစ်အတွက်နိုဘယ်ဆုရရှိသွားကြသူတွေဟာဂုံယူဝင့်ကြွားစွာနဲ့ပဲပေါ်ထွက်လာခဲ့ပါပြီဒီနေ့ဗီဒီယိုလေးမှာနိုဘယ်ဆုရရှိသွားကြသူစီးရင်နဲ့အတူနိုဘယ်ဆုရဲ့တမိုင်းကြောင်းလေးကိုပါတင်ဆက်ပေးသွားမှာပါကမ္ဘာပေါ်မှာအကျော်ကြားဆုံးဆုဖြစ်တဲ့နိုဘယ်ဆုတွေဟာဒိုင်နမိုက်တီထွင်ခဲ့သူဖြစ်တဲ့ဆွီဒင်လူမျိုးပညာရှင်အက်ဖရက်နိုဘယ်ရဲ့တည်တန်းစာထဲမှာရေးသားမှာကြားထားခဲ့တဲ့အတိုင်း လူသားတွေရဲ့အကျိုးစီးပွားအတွက်ကြိုးပမ်းဆောင်ရွက်သူတွေကိုချီးမြှင့်တဲ့ဆုတွေဖြစ်ပါတယ်။နိုဘယ်ဆုတွေကိုငြိမ်းချမ်းရေးယူပဗေဒဓာတုဗေဒဇီဝဗေဒသို့မဟုတ်ဆေးပညာစာပေအစရှိတဲ့ကဏ္ဍအသီးသီးမှာထူးချွန်သူတွေတဲကရွေးချယ်ချီးမြှင့်ခဲ့ပြီးတော့နောက်ပိုင်းကာလမှာစီးပွားရေးဆိုင်ရာနိုဘယ်ဆုကိုထပ်မံထည့်သွင်းခဲ့ပါတယ်။ထူးခြားချက်တစ်ခုကငြိမ်းချမ်းရေးနိုဘယ်ဆုကိုနော်ဝေးနိုင်ငံမှာပေးအပ်ချီးမြှင့်ပြီးကျန်ရှိတဲ့ဆု၅ဆုကိုတော့ဆွီဒင်နိုင်ငံမှာချီးမြှင့်ပါတယ်။အကြောင်းရင်းကတော့ အရင်တုန်းကနော်ဝေးနဲ့ဆွီဒင်တို့ဟာတနိုင်ငံနဲ့ဖြစ်ခဲ့လို့ပါပဲ။ Alfred Nobel ကလည်းဒီလိုပေးအပ်ဖို့မှာကြားခဲ့တယ်လို့ဆိုပါရယ်။တခုတိထားရမှာက Nobel ဆုအတွက်အမိစရင်တင်သွင်းတဲ့အခါမှာမိမိကိုယ်တိုင်အတွက်တင်သွင်းခွင့်မရှိပါဘူး။ကဘာတလောကကဏ္ဍအလိုက်ထူးချွန်သူတွေကိုတခြားသောပုဂ္ဂိုလ်တွေကနေအမိစရင်တင်သွင်းပေးရတာပါ။ Nobel ဆုချီးမြှင့်တဲ့အခမ်းအနားတွေကိုနော်ဝေးနိုင်ငံနဲ့ဆွီဒင်နိုင်ငံတို့မှာတီးခြားစီတခမ်းတနားကျင်းပကြပါရယ်။ နိုဘယ်ဆုရရှိသူတွေအနေနဲ့သတ်မှတ်ထားတဲ့စုကြေးငွေစုလက်မှတ်နဲ့ရွှေတစိမ့်စတာတွေကိုရရှိပါတယ်။နိုဘယ်ဆုသမိုင်းတစ်လျှောက်မှာစုချီးမြှင့်ခံရပေမဲ့ငင်းပယ်ကြသူတွေရှိခဲ့တယ်လို့ကိုယ်တိုင်တက်ရောက်ပြီးစုလက်မခံနိုင်ခဲ့သူတွေလည်းရှိပါတယ်။အခု2025ခုနှစ်အတွက်နိုဘယ်ဆုရရှိကြသူတွေကိုအော်တိုဘာလ6ရက်နေ့ကစတင်ပြီးကန္နာလိုက်တရက်စီခွဲကကြီးညာခဲ့တာပါပြီးခဲ့တဲ့ရက်တွေကတိုင်းတရက်ချင်းစီကြီးညာလာခဲ့ရမှာ စေပညာယူပဗေဒဓာတုဗေဒနဲ့စာပေကဏ္ဍတို့အတွက်နိုဘယ်ဆုရရှိသွားကြသူတွေကိုကြေညာခဲ့ပြီးဖြစ်ပြီးဒီနေ့မှာတော့ငင်းချမ်းရေးနိုဘယ်ဆုရရှိသူကိုကြေညာလိုက်ပါပြီးစီးပွားရေးဆိုင်ရာနိုဘယ်ဆုအတွက်ကိုတော့မကြေညာရသေးပါဘူးငင်းချမ်းရေးနိုဘယ်ဆုကိုတော့အောက်တိုဘာလ10ရက်ဒီနေ့မှာကြေညာခဲ့ပြီး ဗင်နီဇွဲလားအတိုက်ခံကောင်းဆောင်မျိုးသမီးမာရီယာကော်ရီနာ မာချာဒိုကရရှိသွားခဲ့ပါတယ်။ငင်းချမ်းရေးနိုဘယ်ဆုအတွက်ဆုချီးမြှင့်ပွဲကိုလာမယ့်ဒီဇင်ဘာလ10ရက်နေ့မှာနော်ဝေးနိုင်ငံအော်စလိုမြို့မှာကျင်းပမှာပါ။ငင်းချမ်းရေးနိုဘယ်ဆုဟာနိုဘယ်ဆုအားလုံးထဲမှာမှဂုဏ်သိက္ခာအကြီးမားဆုံးဆုဖြစ်ပါတယ်။2025ခုနှစ်မှာငင်းချမ်းရေးနိုဘယ်ဆုအတွက် အမည်စရင်တင်သွင်းခံရသူ338ဦးရှိပြီးဒီထဲမှာလူပုဂ္ဂိုလ်244ဦးနဲ့အဖွဲ့အစည်း94ခုပါဝင်ပါတယ်။ဒါပေမဲ့ငင်းကြဲရင်တို့ပဲစုတွေဟာကမ္ဘာအရေးတွေနဲ့ကြော်ကြားမှုတွေရဲ့လွှမ်းမိုးခံနေရတယ်ဆိုပြီးအခုထိတိုင်ဝေဖန်ခံနေရဆဲပါ။အခုတော့ဘသူတွေနိုဘယ်ဆုရသွားလဲဆိုတာကို ကြည့်ရအောင်ပါ။ဆေးပညာအတွက် မေရီအီဘရန်ဂိုဖရက်ရန်ဒယ်နဲ့ရှီမွန်ဆာကာဂူချီတို့ကရရှိခဲ့ပြီး ကိုရင်းကာကွယ်ရေးစနစ်ကို ချိန်ညှိပေးတဲ့တီဆဲတွေရှာဖွေတွေ့ရှိမှုအတွက်ချီးမြှင့်ခံရတာပါ။ယူဘဗေဒအတွက်တော့ဂျွန်ကလက်မီရှယ်ဒေဘိုရက်နဲ့ဂျွန်မာတင်တို့ကရရှိခဲ့ပြီးဆက်ရုပ်ဆိုင်ရာဆက်ပစ္စည်းအတွင်းကကွန်တန်တန်နယ်လင်းနဲ့အန်နာဂျီကွန်ဒီဇေးရှင်းတွေကိုစမ်းသပ်တွေ့ရှိမှုအတွက်ရရှိတာပါ။ဓာတုဗေဒအတွက်ဆူဆူမူကီတာဂါဝါရစ်ချက်ရော့ဆင်နဲ့အူမာယာဟီရိုကရရှိခဲ့ပြီးမယ်တဲ့ organic framework လို့ခေါ်တဲ့အရာကိုဖန်တီးနိုင်ခဲ့လို့ချီးမြှင့်လိုက်တာပါ။စာပေနိုဘယ်ဆုကိုတော့ Hungary စာရေးဆရာ Lazlo Krasznahorkain ကရရှိခဲ့ပြီးသူမတူအောင်ထူးချွန်ပြောင်မြောက်တဲ့ဖန်တီးမှုအရေးသားတွေနဲ့မှတ်တမ်းတင်နိုင်မှုတွေကြောင့်ရရှိသွားခဲ့တာပါ။ငြိမ်းချမ်းရေးနိုဘယ်ဆုကို Venezuela အတိုက်ခံကောင်းဆောင်မျိုးသမီး Maria Corina Machado ကရရှိခဲ့ပြီးဒီမိုကရေစီနဲ့ပြည်သူ့အခွင့်အရေးအတွက်ကြိုးပမ်းတဲ့အတွက်ဆုချီးမြှင့်ခံရတာပါ။ စီးပွားရေးဆိုင်ရာနိုဘယ်ဆုချီးမြှင့်ခံရသူကိုလည်းတိတ်မကြခင်သိရှိရတော့မှာပါနိုဘယ်ဆုတွေဟာဂုဏ်သိက္ခာအကြီးမားဆုံးဆုတွေဖြစ်ပါတယ်ဒီနှစ်မှာကဏ္ဍအသီးသီးကထူးချွန်ပြောင်မြောက်သူတွေကနိုဘယ်ဆုတွေကိုထိုက်တန်စွာပဲချီးမြှင့်ခံလိုက်ရပါပြီငင်းကြင်းရေးနိုဘယ်ဆုရရှိတင်ကြောင်းတဖောက်ဖောက်ပြောနေတဲ့ဒေါ်နယ်ထရန့်ကတော့ဒီနှစ်မှာမရရှိလိုက်ပါဘူး Don't forget to subscribe to Eternal Rain Myanmar